အမျိုးသမီးတွေလိန်စိတ်ဘာကြောင့်ကုန်တာလဲလိန်စိတ်ဆန္ဒကိုပြန်ရအောင်ဘယ်လိုလုပ်ရမလဲမမေကိုအခုမေးထားတဲ့အမျိုးသမီးတယောက်ရှိပါတယ်သူကတော့သူ့ရဲ့အမျိုးသားကတော့အသက်40နေ့စဉ်ရက်ဆက်ဒီလိန်စိတ်တွေတက်ကြွပြီးတော့သူ့ကိုအိယာပေါ်ကကိစ္စတွေအများအတန်းတောင်းဆိုရဲသူဖက်ကတော့အများအန်းဒီရဲ့အာအရာကြီးကိုလှုပ်ဖို့အတွက်စိတ်ဖိစီးမှုတစ်ခုအနေဖြစ်နေတယ်ဘလို့မှလှုပ်ဆောင်ခြင်းစိတ်မရှိဘူးအဲ့ဒါဘာကြောင့်လဲ အဲ့တော့ဒီမေးကိုသူ private အနေနဲ့တော့သူ့ရဲ့အကောင့်ကိုမဖော်ပြတော့ဘူးအဲ့တော့မမေပြောချင်တာမမေတို့အမျိုးသမီးဒီဒီအသက်အရွယ်အပိုင်းခြားတစ်ခုရောက်လာလို့ရှိရင်ဒီလိုလိန်စိတ်တက်ကြွတဲ့အမျိုးသမီးတွေလည်းရှိသလိုလိန်စိတ်ကိုလုံးဝစိတ်ပြတ်ပြီးတော့မလုပ်ချင်တဲ့အမျိုးသမီးတွေလည်းရှိရဲအဲ့ဒီတဲမှာမှလိန်စိတ်ဆန္ဒကိုပြန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့နီလန်းနေလည်းရှိတယ်ဒီအရာတွေကလိန်စိတ်ကုန်သွားပြီဆိုရင်မမေတို့အမျိုးသမီးတွေဒီ ကျမ်းမာရေးစိတ်ဖိစီးမှုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့အများကြီးဆိုင်ပါတယ်အဓိကအချက်ပြောချင်တာကတော့ကျမ်းမာရေးကျမ်းမာမှသာလင်ဒီလိန်စိတ်တွေကတက်ချွမှာဖြစ်ပါတယ်အဲ့တော့မကျမ်းမာတဲ့သူတွေကဒီယောဂအခန်းတစ်ခုခုရှိတဲ့သူတွေကဒီလိန်စိတ်ကတော့အလိုလိုရင်းယောကြတာမျိုးလည်းဖြစ်နိုင်ပါတယ်အဲနောက်တစ်ခုကဘာလဲဆိုတော့မမေတို့အမျိုးသမီးတွေအသက်အရွယ်အပိုင်းခြားတစ်ခုရောက်ပြီဆိုတော့တချို့ကတော့သွေးဆုံးကင်တာစောတယ်တချို့ကသွေးဆုံးကင်တာကသွေးဆုံးသွားတာကစောတယ်တချို့ကသွေးဆုံးသွားတာနောက်ကြတာမျိုးလည်းရှိတယ်အဲ့လိုသွေးဆုံးဖို့စဝင်လာတဲ့အချိန် င်မျိုးမှာဆိုရင်လေဒီလိန်စိတ်ဆန္ဒလိန်ဆက်ဆံဖို့ကိုလုံးဝအာမလုပ်ချင်တဲ့အချိန်မျိုးတွေလည်းဖြစ်တတ်တယ်အဲအာဘာကြောင့်လဲဆိုတော့မမေတို့ဒီခန္ဓာကိုယ်ကဟော်မုန်းအပြောင်းအလဲကြောင့်မလို့ဒီရဲ့ခန္ဓာကိုယ်မိမကိုယ်က၆တွေ့နေပြီးတော့ဒီရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့တုပ်ချွဲတွေကမထုတ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့လိန်ဆက်ဆံရှင်တဲ့စိတ်ကလည်းပျောက်သွားတဲ့အချိန်မျိုးလည်းရှိတာပေါ့ဒါပေမဲ့ဒီအရာတွေကအမြဲတမ်းရက်သက်သွားမလားဆိုရင်မဟုတ်ပါဘူးတွေးဆုံးပြီးသွားရင်လည်းဒီလိန်ဆက်ကရက်သက်သွားလာလားဆိုလည်းမဟုတ်ပါဘူး ဒီတွေးဆုံးပြီးသွားလို့ရှင်လဲလိန်စိတ်ကတော့ပြန်ပြီးမှရှိတဲ့အချိန်လဲရှိတယ်ဒါပေမဲ့အဲ့ဒါကိုဘလို့ပြန်ရအောင်ယူရမလဲလိန်စိတ်ဆန္ဒဖြစ်အောင်ဘလို့ယူရမလဲကိုယ့်ရဲ့ပါတနာကိုယ့်ရဲ့အမျိုးသားနဲ့ဆက်ဆံတဲ့အခါမှာဒီလိန်စိတ်တွေကိုပြန်အာ feeling လာအောင်ဘလို့လုပ်ရမလဲဆိုတဲ့နည်းလမ်းတွေလည်းရှိပါတယ်အဲ့တော့မမေတို့အဓိကပြောချင်တာကမမေတို့အမျိုးသမီးတွေဒီအာဒီအာလိန်ဆက်ဆံတဲ့အခါမှာကိုကိုကိုပြန်တုံးတက်ရမှာဂျမ်းမမဂျမ်းမလာရှိလား ဒီလိမ်ဆက်ဆန်တဲ့အခါမှာတချို့တွေကကျတော့လိမ်ဆက်ဆန်တန်းရင်းရင်းနဲ့အာခားနာတာတွေရှိတယ်ဒီစီးအောက်တာတွေရှိတယ်နောက်ပြီးတော့မိမ့်မကူနာတာတွေရှိတယ်အဲ့လိုနာကျင်မှုတွေကြုံရပြီဆိုရင်ကိုယ်အထောက်ကူပြုစီရတော့ချောစီဖြစ်ပါတယ်အဲ့ဒီချောစီကိုတုံးချင်းအဖြစ်ကိုယ်အတွက်အထောက်ကူဖြစ်လာပြီးဒါလိမ်ဆိတ်တစ်ဖြစ်ဖြစ်ပြန်ရလာနိုင်ဖို့လေအာနီလန်ကောင်းတစ်ခု လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကို့အတွက် တက်တောက်တက်တာလည်းဖြစ်စေရပေါ့ပေါ့ပါပါလည်းဖြစ်စေရဒါလိန်စိတ်ကိုပြန်ယူနောက်တစ်ခါကဘာလဲဆိုတော့မမေတို့အမျိုးသမီးတွေဒီဒီအမျိုးသားကိုရဲ့ပေါင်းလာတဲ့အမျိုးသားဖြစ်ဖြစ်ကို့ပါတနာနဲ့အဲပဲဖြစ်ဖြစ်ဆဆချင်းမာတာကိုတွေကထိတွေ့ရင်ခုန်မှုတွေကအစဖြစ်တဲ့အတွက်ကြောင့်မလို့နီလန်းတက်အစမ်းတွေနဲ့အစပြုတ်ပြီးတော့ဒီအဲ့ရပေါ့ကိစ္စကလှုပ်ဆောင်ကြတာများတယ်နောက်ပိုင်းကြာလာတဲ့အခါမှာဒီလိုရင်ခုန်စရာကောင်းတဲ့နီလန်းအစ်စ်တွေကိုမလှုပ်ဆောင်တော့ဘဲနဲ့ဒီလိုတန်းပြီးတော့လိန်ဆက်ဆန်တဲ့ အခါမျိုးမှာဆိုရင်လည်းတစ်ဖက်ကအမျိုးသမီးတွေကဒီအရာတွေကိုမနစ်သက်မနစ်မြို့တော့တဲ့အရာတွေလည်းဖြစ်သက်ပါတယ်အဲ့တော့ဒီလိစလိစဆန်ချင်တဲ့ဆန္ဒတွေကိုရယူဖို့ဆိုတာကအဲဒီလိုမျိုးတန်းပြီးအဲအဲ့ရပေါ်ကိစ္စကိုလှုပ်ဆောင်ခြင်းမဟုတ်ပဲနဲ့အဲ intro ပေါ့နော် intro ကောင်းကောင်းလေးဝင်ရမယ် အင်ထရိုဆိုတာကလည်းကိုယ့်ရဲ့ပါတနာကိုကိုကမရှက်ပဲနဲ့ပုံပုံလင်းလင်းတိုင်ပေးရမယ်ကိုဘလို့ position ကိုကြိုက်လဲကိုဘလို့အဲနီးကိုကြိုက်လဲကိုယ့်ရဲ့ခံစားမှုကဘလို့မျိုးကောင်းနေဆိုတာကိုပုံပုံလင်းလင်းတိုင်ပေးမှသာလဲဒီလိန်ဆက်တွေကပြန်ကြောက်လာမှာဖြစ်ပါတယ်အဓိကကတော့ပြင်ပြင်ဆင်ဆင်နေစေချင်ပါတယ်နောက်တစ်ခုကတော့ကျမ်းမာကြီးလိုက်စားစေချင်ပါတယ်ဂျင်ကစားတာဖြစ်ဖြစ်လမ်းလျှောက်တာဖြစ်ဖြစ်အဲဒီကျမ်းမာအားကစားတစ်ခုခုလောက်ခိုင်းတာပေါ့နော်အားကစားတစ်ခုခုလောက်အားကစားလောက်တဲ့သူတိုင်းကလိန်ဆက်တွေကအရန်တက်ကြွပါတယ်အားကစားလောက်တဲ့သူတိုင်းကအဲဒီ အာခန္ဓာကိုယ်ထဲမှာရှိတဲ့ဟော်မုန်းတွေကိုအမြဲတမ်း balance ညီအောင်ထိန်းထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့လိန်စိတ်တွေကယော့ကြတာမျိုးလည်းဖြစ်ဘူးများတာလည်းမဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်လေးပဲသူကအမြဲတမ်းအာဒီဟော်မုန်းတွေကိုထိန်းပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အားကစားကိုများများလုပ်စေချင်ပါတယ်အဓိကအချက်ပြောရရင်တော့ကိုယ့်ရဲ့ပါဒနာကိုယ့်ရဲ့အမျိုးသားနဲ့ကိုကအမြဲတမ်းဒီလိုပုံမှန်နေနေကြ အာ position ထက်အစ်အစမ်းအစ်အစ်အစမ်းဖြစ်တဲ့ position တွေကိုပြန်ပြောင်းပြီးအစ်အစမ်းဖြစ်တဲ့ intro တွေနဲ့ပြန်သွားမယ်ဆိုရင်တော့ဒီ link site တွေကပြန်ရနိုင်မယ်လို့အမေပြောချင်ပါတယ်နောက်တစ်ခုကပါလဲဆိုတော့တချို့အမျိုးသမီးတွေကကိုယ့်အမျိုးသားနဲ့ကိုယ့် အာဒီလိုအရာပေါ်ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာဖိစီးမှုအများများလို့ရှင်လည်းမရဘူးအေးပြက်လို့ရှင်လည်းမရဘူးတချို့အမျိုးသမီးတွေကစိတ်ဖိစီးမှုကိုယ့်ရဲ့မိသားစုကိစ္စကိုယ့်ရဲ့ကလေးကိစ္စကိုယ့်ရဲ့အိမ်ထွင်းရေးကိုယ့်ရဲ့စီးပွားရေးအတွက်အများဖိစီးမှုများတဲ့အမျိုးသမီးတွေဆိုဒီလိန်ကိစ္စကိုအာလုံးဝလှုပ်ဆောင်ခြင်းစိတ်မရှိတဲ့အချိန်ဖိစီးမှုဖြစ်နေခဲ့လို့ရှင်ရင်တနေ့ကိုယ့်အတွက်၄နာရီအချိန်ပေးပြီးတော့အနားယူတက်ပါတယ်အေးဝအရာမဲ့ကို့အတွက်အချိန်ပေးရမယ်နောက်တစ်ခါပါလဲဆိုကို့ပါတနာကို့အမျိုးသားတွေနဲ့တီးတန့်အပြင်မှာလွတ်လွတ်လ လက်လက်အာဒီ feeling ကောင်းကောင်းနဲ့ပေါ့နော် intro ကောင်းကောင်းနဲ့အာဒီလိုတန်းပြီးအာပုံမှန်နှိကြကိုနှစ်စင်ပုံမှန်နှိကြဆက်ဆံတာမျိုးမဟုတ်ပါနဲ့အစ်စ်အစမ်းကိုကြိုက်တဲ့ position ကိုတောင်းဆိုပြီးတော့အာလှုပ်ဆောင်ခြင်းအဖြစ်ဒီရဲ့လိန်စိတ်တွေကပြန်ပြီးရနိုင်တယ်လို့မမေပြောချင်ပါတယ်ရှင်အဲ့တော့မမေရဲ့ video လေးကိုဘူးဒူတာအနေနဲ့ပဲကြည့်ပေးပါအာမေးချင်တဲ့မေးခွန်းလေးတွေကို CP မှာပို့ထားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘူးဒူတာအနေနဲ့အာမသိတဲ့တူတွေကိုပြန်ပြီး sharing ပေးတဲ့ video ဖြစ်တဲ့အတွက်ကြောင့်ဘူးဒူတာအနေနဲ့ပဲကြည့်စီချင်ပါတယ်ရှင် ားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့မမီပါ